ဒီ audio manager နောက်လူသုံးများတဲ့ bot အစားရှိတဲ့ဒီ photo video hidden application တွေကိုကျွန်တော်တို့ရေလွန်ခဲ့တဲ့2019 2018ပတ်ကြာလဲလောက်ကကျွန်တော်တင်ကြကြသုံးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ software တခုလုံးကျွန်တော်တို့ဖြတ်လိုက်တဲ့အခါမှာထူးထူးဆန်းဆန်းအထဲမှာရှိရဲ့ကျွန်တော်တို့ရဲ့ dataset နဲ့ video တွေဘာတခုမှပြတ်မသွားဘူးအဲ့ software ကိုကြိုက်တဲ့ချိန်မှာပြန် download ပြီးပြန်ထည့်ပုံနေ video တွေက original တိုင်းပြန်ရှိတယ်ဒါကဘာကြောင့်လဲ အခုနောက်ပိုင်းမှာမှကျွန်တော်တို့တွေဒီ software ကိုဖြတ်လိုက်တဲ့အခါမှာအထက်ရ data တွေဘာမှမရှိတော့ဘူး။ဒါကဘာကြောင့်လဲပေါ့။အခုလိုမေးခွန်းထုတ်စရာတွေရှိတယ်။ဒါကြောင့်ကျွန်တော်ရဲ့ CV မှာလာမေးကြပါဘူးနော်။အဲဒီပြတ်သွားတဲ့ကောင်တွေဘယ်လိုပြန်လို့ရမလဲ။အခုလိုမျိုးပြတ်သွားတာဘာလို့ပြတ်သွားရလဲပေါ့နော်။အခုလိုမျိုးမေးကြတယ်။ဒီအကြောင်းအရာတွေကျွန်တော်စုစည်းပြီးတော့ဒီ video လေးမှာပြောပြသွားမှာပါ။ကဲဒါဆိုရင်တော့ဆက်ကြည့်လိုက်ကြရအောင်။ ဟယ်လိုအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရယ်ဆောကပြောခဲ့သလိုပဲဒီ application တွေကိုဖြတ်လိုက်တဲ့အခါမှာ data တွေကအရင်တုန်းကဘာကြောင့်မပြတ်တာလဲအခုကြမှာဘာဖြစ်လို့ပြတ်သွားတာလဲပေါ့အဖေကရှင်းရှင်းလေးကျွန်တော်တို့တွေကိုအစာပိုင်းတုန်းကသူတို့တွေက marketing ဆင်းတဲ့ပုံစံမျိုးပဲကျွန်တော်တို့ကိုအဲ့ software ကိုတင်းတင်းကြပ်ကြပ်သုံးလို့ရအောင်လို့သူတို့ data တွေကို backup ယူပေးထားတယ်ကိုကြိုက်တဲ့အချိန်ကြိုက်တဲ့အခါမှာအဲ့ဒီ software ကိုပြန် down တဲ့တော့မှတခြားတစ်ယောက်စီကကူးထည့်လိုက် ကျွန်တော်တို့ရဲ့ data တွေ original အတိုင်းပြန်ရနိုင်လိမ့်မယ်ပေါ့နော်အဲ့ချိန်တုန်းကကျွန်တော်တို့ user တယောက်ကိုသူတို့တွေအထဲမှာတော့ရှိတယ်ဒါပေမဲ့ထူးဆန်းတာဒီကောင် offline အဲ့ software ကိုယူထားတဲ့ gate ကလည်းအရင်မရှိဘဲနဲ့ဘာဖြစ်လို့အဲ့ data တွေကြံနေခဲ့တာလဲပေါ့နော်ဒါကတော့သူ့ရဲ့ technique တစ်ခုပဲဒါကိုသွားပြီးတော့ရှုပ်လို့တော့မရဘူးပေါ့နော်အဲဒီဟာက ကျွန်တော်ကိုယ်တိုင်လည်းအပြေမရှာနိုင်ဘူးအဲသူတို့ရဲ့ software developer တွေရဲ့အားသာချက်ပေါ့နော်ဒီနည်းပညာအားသာချက်ပေါ့တကယ်ကိုလေးစားဖို့ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်စဉ်းစားကြည့်လိုက်ကြပါ ကျွန်တော်တို့က offline software တခုဒီကောင်က offline software တခုဖြစ်တဲ့အတွက်သူ့မှာ server ဆိုတာမရှိဘူး server မရှိဘဲနဲ့ကျွန်တော်တို့ရဲ့ data တွေကိုဒီ software ကြီးဖြတ်လိုက်တဲ့အခါမှာဘာဖြစ်လို့ဒီ store အဲဘာဖြစ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့ data တွေသိမ်းပေးထားနိုင်တာလေပြီးတော့ဒီ software ဖြတ်လိုက်တဲ့အခါမှာလဲကျွန်တော်တို့ရဲ့ data တွေအားလုံးရဲ့ပေါ့နော်ဥမာကျွန်တော်တို့1 kit ရှိတဲ့ video 5ဘုတ်လောက်ယောက်ျားလေးတွေသိမ်းတာများလိမ့်မယ်ယောက်ျားလေးတွေအချင်းချင်းပဲသိရယ်5ဘုတ်လောက်ရှိတဲ့ video ပေါ့နော် အဲ့ဗီဒီယိုကိုကျွန်တော်တို့တွေအဲ့ audio manager ရဲ့မှာတိမ့်ထားလိုက်တယ်ဒါပေမဲ့ audio manager software ကြီးကိုဖြတ်လိုက်တဲ့အခါမှာအဲ့ဒီ၅ကလုံးလုံးယော့သွားတယ်ဗောနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ၅ကလုံးလုံးယော့သွားတဲ့အတွက်ဒီဗီဒီယိုကိုကျွန်တော်တို့တွေဘယ်နေရာမှာသွားပြီးတော့ဘယ်ကြောင်ထဲမှာသွားပြီးတော့ဒီ software ကသွားပြီးတော့ထားထားလဲတော့မသိဘူးအဲ့ software ကိုကျွန်တော်တို့တွေပြန်ပြီးထည့်လိုက်တဲ့အခါမှာအဲ့ဒီ၅ကလောက်ရှိတဲ့ဗီဒီယို၅ဖို့လောက်ကအဲ့ software တွေကိုအလိုလျောက်ပြန်ရောက်နေတယ် ဒါပေမဲ့ကျွန်တော်တို့ဒေါင်းလိုက်တဲ့ software ရဲ့မကဘက်ကလည်းဒီ30ပတ်ချာလေးလောက်ပဲရှိရပေါ့နော်တော်တော်လေးကိုထူဆန်းတယ်ဒါသူတို့ရဲ့နည်းပညာအားသာချက်လို့ပြောလို့ရတယ်ထုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ဒီအရာတွေကကျွန်တော်တို့အစားဘက်မှာ marketing စင်တာခဲ့တာသူတို့ရဲ့ software ကိုသုံးတဲ့လူများလာအောင်လို့ပေါ့နော်အခုလိုမျိုးများလာတဲ့အခါမှာဆိုရင်အခုလိုမျိုးဖြစ်သွားတဲ့ပုံစံမျိုးကြီးဖြစ်သွားပြီဒါပါလို့ဆိုလို့ရှိရင်ကျွန်တော် software ကိုဖြတ်လိုက်တဲ့အခါမှာ data တွေကသူ backup မလုပ်ပေတော့ဘူးပေါ့နော် ဒါကြောင့် offline server ဆိုပေမဲ့လည်းဒီ online နဲ့ offline ကြားထဲမှာသူရှိုးထားတဲ့သူ့ရဲ့တက္ကနလေးတစ်ခုရှိလိမ့်မယ်။ဒီအရာကလဲစားမှုတစ်ခုပါ။ကြက်ဒါဆိုရင်တော့လွမ်းမနေပါလို့ねပေါ့နော်။ကျွန်တော်တို့ကိုအစားပိုင်းမှာ marketing ဆင်ပေးထားတာရိုးရှင်းရှင်းလေးပဲ။ခုနောက်ပိုင်းမှာကျွန်တော်တို့သူ့ရဲ့ software ကိုသုံးတဲ့လူများလာတဲ့အတွက်အခုလိုမျိုးစားပစ်မပေးတော့ဘူး။ကြက်ဒါဆိုလို့ရှိရင်နောက်ပိုင်းအဲ့ဒီ software ထဲမှာထည့်ထားတဲ့ data တွေကိုကျွန်တော်တို့တွေပြန်ရနိုင်လားဆိုတော့မရနိုင်တော့ဘူး။ ဒါဆိုရင်ပြန်ရလို့ရညာပြန်ထွိုင်းလို့ရောမရနိုင်ဘူးလားလို့ကိုကိုကိုမေးခွန်းထုတ်လို့ရလိမ့်မယ်။ပြန်ထွိုင်းလို့တော့ရတယ်။ဒါကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ software ကို2018လောက်ကလေးကအတွင်းခဲ့တယ်။ဒါပေမဲ့ဂျားထဲမှာကျွန်တော်တို့ရဲ့ဖုန်းကိုလည်း first user မချောက်ဘူး။ဖုန်းလည်းချိန်ထားခြင်းမရှိဘူး။ပြီးတော့အဲ့ဒီကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ software ကိုလည်း upgrade မလုပ်ထားခဲ့ဘူးပေါ့နော်။ဒီ play store မှာပေးထားတဲ့ update ကိုကျွန်တော်မလုပ်ထားခဲ့ပဲနဲ့ ီကိုလွန်ခဲ့တဲ့ဝါလောက်ကမှလွန်ခဲ့တဲ့တလားနှစ်လောက်ကမှကျွန်တော်တို့အဲ့ software ကိုဖြတ်လိုက်တယ်ဖြတ်ပြီးသွားတော့ now play store ကနေသွားပြီး download ဆွဲလိုက်တဲ့အခါမှာမရတာမျိုးဆိုလို့ရှိရင်တော့စိတ်မပူနဲ့အဲ့ဒီ data တွေကိုပြန်ရအောင်ယူလို့ရတယ်60ရာခိုင်နှုန်းလောက်အထိကိုအာမခံတယ်ဒါဆိုရင်ဒါဘယ်လိုလုပ်ရမလဲပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့နေဆက်ရာနေရာတွေမှာဖုန်းအဟောင်းလေးတွေရှိလင်ပေါ့နော် version name နဲ့ဖုန်းတွေအများသောအားဖြင့်လူကြီးတွေကင်တာများလိမ့်မယ်သူတို့ရဲ့ဖုန်းတွေထဲမှာ audio manager လို့လို့ ဘောလိုလို application အဟောင်းလေးတွေ version အနှိမ့်လေးတွေရှိနေမယ်အဲ့ဒီကောင်လေးတွေကိုကိုက like ကိုပါကိုပြီးသွားလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းမယ်အဲ့ဆိုပဲလို့ install လုပ်ပြီးတော့သုံးကြည့်လိုက်ပါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့သုံးခဲ့တဲ့အချိန်တုန်းက version နဲ့ခုလက်ရှိအချိန်က version ကတော်တော်လေးကိုကွာနေပါပြီပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အရင်တုန်းကသုံးခဲ့တဲ့ version က version တစ်ခုဖြစ်လိမ့်မယ်အဲ့ဒီ version က upgrade မမျက်နှာဖုန်းတွေမှာဆိုလို့ရှိရင်အဲ့ဒီ version လေးရှိနေတဲ့တဲ့အတွက်ကြောင့်အခုလိုမျိုး try နာဖြစ်ပါတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ရောက်ဖို့ရခိုင်တော့များပါတယ်ပေါ့နော်ကဲဒါဆိုရင်တော့အခုလိုမျိုးလေးတော့ try လို့ရတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုလည်းကောင်းကောင်းနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ